နော်ဝေးအသင်းကအီတလီကိုအဝေးကွင်းမှာအနိုင်ယူပြီးတော့1998ကမ္ဘာဖလားနောက်ပိုင်းမှာပထမဆုံးအကြိမ်ကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ပြီးအဲ့ဒီတော့နော်ဝေးအသင်းရဲ့အခြေအနေအကြောင်းသူတို့ရဲ့လူအင်အားနဲ့ခြေစွမ်းအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေ။နော်ဝေအသင်းကအီတလီကိုအဝေးခွင်းမှာဂိုးပြတ်အနိုင်ရှူပြီးတော့ကဘာဖလားကိုတိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီပေါ့နော်။အဲ့တော့နော်ဝေဟာအီတလီကို1-0နဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်။တကယ်တော့နော်ဝေကွင်းမှာတော့ကလည်း3-0ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်။တကယ်ကိုပြက်ပြက်သားသားအနိုင်ယူခဲ့တာဖြစ်တယ်။ဒီပွဲမှာတော့စောစောစီစီကိုပေးခဲ့ရပင်မဲ့လေအဲသူတို့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကအရင်ကြောက်ဖို့ကောင်းတယ် နော်ဝေးအနေနဲ့ဘောလုံးကိုကင်ပြီးတော့တစ်ချိန်လုံးဖောက်နေစရာလိုအပ်တဲ့ပုံစံမျိုးမဟုတ်ဘူးပြီးတော့သူတို့ကအသင်းကြီးမဟုတ်တဲ့အတွက်အဲ့လိုမျိုး style နဲ့လည်းမလိုက်ဖက်ဘူးသူတို့တွေအနေနဲ့ဘောလုံးကင်တာနဲ့မယ်ခန်းစစ်ကိုကြစ်ကြစ်လေးလေးကစားမယ်လင်းလင်းမြန်ထိုးဖောက်မယ်အဲ့ဒီဘက်ကိုသွားတယ်အဲ့တော့နော်ဝေးဘောလုံးရဲ့လက်ရှိကစားနေတဲ့ပုံစံကဟာလန်ကိုတည်ထားတယ်ဒါပေမဲ့ဟာလန်ကိုတည်ထားပေမဲ့တသင်းလုံးရဲ့ကစားအားပြီးတော့တသင်းလုံးရဲ့စုဖွဲ့ပုံကလည်းဒါဥရောပရဲ့အလယ်လက်တန်းအဆင့်မှာကောင်းကောင်းရှိတယ်ဥရောပ ရဲ့အလဲလက်တန်းအဆင့်လူအင်အားကိုဟာလန်ပေါင်းဆက်ထားတဲ့လူစင်ရင်ဖြစ်တယ်။ဒါတော့လက်ရှိအခြေအနေမှာအဆင့်နဲ့အသင်းရောနော်ဝေအသင်းရောရဲ့ခေါင်းဆောင်အိုရီဂတ်မပါဝင်သေးဘူးပေါ့နော်။အိုရီဂတ်ပါဝင်လာရင်ပို့ပြီးတော့ကောင်းမွန်နိုင်တယ်လို့ပြောလို့ရတယ်။အဲ့တော့လက်ရှိနော်ဝေရဲ့အာ generational talent ပေါ့နော်။နော်ဝေသီးသန့်အနေနဲ့ပြောတာ။နော်ဝေနိုင်ငံရဲ့ပေါ်ထွက်လာတဲ့ခြေပွင့်တွေကဟာလန်ပြီးတော့ဒီအိုရီဂတ်ပြီးတော့နူဆာ ဒီကစားသမားတွေရှိတယ်ပြီးတော့စန်တာဘာကပေါ့နော်ဖူအန်သင်းရဲ့ကွင်းလေကစားသမားအခုချိန်မှာလည်းဒါတော်တော်လေးကွင်းလေမှာခြေစွမ်းပြနေတယ်ပြီးတော့ခန်စစ်မှာဆိုရင်ဒါဘရန်ဖူအန်သင်းရဲ့ခရစ်စတော့ဖ်အာယာရှိတယ်သူ့ညာနဲ့သူဟန်ချက်ညီတဲ့သူ့ညာနဲ့သူဦးဆောင်မဲ့ကစားသမားတွေပိုင်းဆိုင်ထားတယ်ပေါ့နော်အဲ့တော့လက်ရှိအကင်တွေနေရဲ့နေပြကတော့စတာလာဆောဘိုက်ကန်သူက1998ကမ္ဘာဖလားဒါနော်ဝေးအသင်းရဲ့ဒုတိယမြောက်ကမ္ဘာဖလားအဲတတိယမြောက်ကမ္ဘာဖလားပေါ့နော်အဲ့တော့အေဒွန်ကတော့ပါဝင်ခဲ့တယ်အဲဒီနီး ကစားသမားဖြစ်တယ်၊ကွင်းလည်းကစားသမားဖြစ်တယ်။နော်ဝေနဲ့ပတ်သက်တဲ့နာမည်ကြီးတယ်ပေါ့လေ။ဒါအခုချိန်မှာတော့နော်ဝေအသင်းကိုကမ္ဘာလားချစ်စစ်ပွဲအောင်မြင်အောင်ပြုလုပ်နေခဲ့ပြီ။အဲ့တော့နော်ဝေကဘောလုံးနဲ့ပတ်သက်လာရင်အရင်ကြီး generation ပြတ်တောက်နေတဲ့နိုင်ငံတော့မဟုတ်ဘူး။သူကလည်းသူ1964ကဘာလားလဲပါဝင်ရခဲ့တယ်။1968ကဘာလားမှာလဲပါဝင်ရခဲ့တယ်။ဒါဖလိုရိုလိုတိုက်စစ်မှုတွေ ကြော်ကြားတယ်ဗောလीပြီးတော့သူတို့ရဲ့နီးပြစီ Olsen ဗောအဲ့ချင်းတော့ kind တဲ့ Olsen ဆိုတာကကမ္ဘာနီးပြူဟာလောကထဲမှာထိတ်တန်းနီးပြူဟာရှင်တယောက်ထိတ်တန်း tradition တယောက်ဖြစ်ကြော်ကြားတဲ့ဆရာကြီးတယောက်ဖြစ်တယ်ဗောလीအဲသူရဲ့စိတ်ဝင်စားဖွယ် tactics တွေထဲမှာဒါ long ball tactics ဗောနော် long ball ကိုသူကတော်တော်လေးအခြေပြုတယ်ထဲမှာပါတယ်ပြီးတော့သူတို့ရဲ့တိုက်စစ်မှုပေါ့အဲ့တော့ကချယ်စီအသင်းနဲ့နာမည်ကျော်နေတဲ့ flow ပေါ့လေ ်ချဲစီမတိုင်ခင်တော့လည်းဒါ Rangers တို့ဘာလို့မှလည်းဒါနာမည်ကြော်တယ် Flow ကိုတောင်းမထုတ်တာမျိုးပေါ့ဒါတိုက်စစ်မှုစစ်စစ် Flow ကအားလုံး Chelsea ပြည်သက် Premier League ခေပြည်သက်တွေတည်ပါတယ် Flow ကအကောင်ကြီးကြီးနဲ့အရက်မြင့်မြင့်နဲ့ကစားသမားဒါပေမဲ့ Flow ကိုဘယ်တောင်းမထုတ်တာမျိုးတွေပေါ့နော်အဲ့ဒါကဘာနဲ့သွားတူလဲဆိုတော့နောက်ပိုင်းမှာ Juventus အသင်းမှာ Manjukic ကိုဘယ်တောင်းမထုတ်ပြီးကစားတာမျိုးအဲ့လိုပုံစံမျိုးတွေကိုစတင်ပြီးတော့စမ်းသပ်ပြီးတော့ကစားခဲ့တဲ့နည်းပြတစ်ယောက်ဖြစ်တယ်။အဲဒီ Norway အသင်းကလည်းထိုင်းလျောက်အောင်မြင်ခဲ့တယ်68ခွာဖလားမှာဆိုရင်96အသင်းကိုတက်ရောက်နိုင်ခဲ့တယ်။ ဒီနောက်ဆုံးပွဲပေါ့နော်ဘရာဇီးလ်နဲ့တွေ့တာဘရာဇီးလ်ကိုနိုင်ကိုနိုင်မအုပ်စုတက်မှာနိုင်ပြီးတော့တက်သွားတယ်ပေါ့လေရှုံးတွက်ဆက်ချောက်အတွင်းမှာတော့အီတလီကိုလာမသိဘူးရှုံးသွားတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ကျွန်တော်လေ live တော့မကြည့်ဘူးအဲဒါမဲ့ World Cup တဲ့ဒီ review ခွေတွေတော့အရင်ကျွန်တော်တို့ငယ်တော့ငါဒါတွေကအလွတ်ရတဲ့အထီကိုကြည့်နေရတဲ့ခွေတွေဖြစ်တယ်ခုနောက်ပိုင်းမှာလည်းဒါ fever မှာဒါတင်ပြီးတဲ့အစိပ်ပိုင်းနဲ့အများကြီးရှိရပေါ့နော်ကျွန်တော်တို့အနေနဲ့တော့ဒါတွေကတော့ခမင်းစားရည်တော့ကြည့်ပြနေရပေါ့ကြည့်ပြနေရတော့ အဲ့ဒီပုံစံကိုပြန်ဖမ်းလို့ရတယ်ပေါ့နော်အဲ့ဒီတော့ကလေဒါလူစင်းတောင့်တင်းခဲ့တယ်မန်ချက်စတာယူနိုက်တက်ကဟန်နင်ဘတ်တို့ပြီးတော့ရိုနီဂျွန်ဆန်တို့ပြီးတော့လီဗာပူးကဘီယွန်ဘိုင်းတို့ဒီလိုကစားသမားတွေနဲ့အတူပေါ့လေအဲတချိန်မှာဖလိုတို့ရှိတယ်ပြီးတော့ဒီလီယွန်ဟတ်လားလီယွန်ဟာတာလားကျွန်တော်နာမည်အတိအကျမှတ်မိတော့အဲ့ကစားသမားတယောက်ရှိတယ်လီဗာပူးမှာကစားခဲ့တာပဲသူလည်းနာမည်ကြီးတယ်ပေါ့နော်နော်ဝေးတော့ကလာနောက်ပိုင်းမှာတော့နော်ဝေးဘောလုံးကတိတ်ပြီးတော့မအောင်မြင်ဘူးအခုအချိန်မှာတော့တကယ်ကျယ်ပွင့်နေတဲ့အတူပြန်လာခဲ့ပြီပြီးခဲ့တဲ့ဒါ Nations League တောင်းကလည်းနော်ဝေးကဒါခြေစွမ်းပြခဲ့တယ်အခုလီဘီကလည်းသူတို့လီအေတက်သွားပြီပေါ့နော်အဲ့တော့လီဘီကလည်းသူတို့တောက်လျှောက်ရှင်ပြိုင်နေကြ2020လောက်ထဲမှာလည်းလီဘီ2023မှာလည်းလီဘီအခု2024 2025မှာလည်းလီဘီသူတို့ရှင်ပြိုင်ခဲ့တယ်ပေါ့နော်အခုလီအေကိုသူတို့တက်ရောက်ခွင့်ရရှိခဲ့ပြီပြီးခဲ့တဲ့ Nation League မှာပေါ့နော်အဲ့တော့ now နှစ်တင်မှာကျွန်တော်တို့ဆက်လက်ပြီးတော့နော်ဝေးကိုအမြင့်ပြန်လာအောင်တွေးရဖို့ရှိတယ်ပြောမယ်ဆိုဒီ Solbakken ကင်တွေ2020လောက်ကလေးကနေစတင်ပြီးတော့နော်ဝေးရဲ့ခြေစွမ်းက သူတို့ရဲ့လူငယ်ကျေပွင့်နေတယ်သူတို့ရဲ့နောက်ထပ်ပေါ်ထွက်လာတဲ့ကျေပွင့်နေတဲ့အတူဟိုတော်တော်လေးအမြင့်ပြန်နေတာပေါ့နော်အခုလက်ရှိ2025မတ်ကတော့အကောင်းဆုံးအချိန်ပေါ့2024 2025မတ်ကတော့အကောင်းဆုံးအချိန်လို့ပြောလို့ရတယ်အားလင်းဟာလန်ကလည်းအသင်းကိုပို့ပြီးတော့ဥဆောင်မှုပေးနိုင်လာတယ်ပြီးတော့အဓိကအဖြစ်တော့တောင်မန်တွေထွက်လာတာပေါ့နော်လူစာတို့အော်စကာဘော့မဟုတ်ရင်တော့မှဒါသော့စဗတ်ချီတယ်ပေါ့သူကတောင်မန်စစ်စစ်တော့မဟုတ်ဘူးဒါပေမဲ့သော့စဗတ်ကစားတာလေမစိုးတာကိုတွေ့ရတယ်ပြီးတော့ဥရောပရဲ့ အဲဒီစီးစီးရေလိုနေရာမျိုးမှာ तू ကကစားနေတဲ့ player တယောက်ဖြစ်တဲ့အတော်ပေါ့လေအရင်တော့ကတော့ဒါ तू ကလည်း Norway နဲ့ပတ်သက်ရင်ထူးဆန်းလာရှိတယ်။ Norway အသင်းရဲ့လက်ရှိကစားသမားတချို့ဟာတစ်ချိန်တော့က94လို့98လို့မှာကစားခဲ့တဲ့ကစားသမားကြီးတွေရဲ့သားတွေဖြစ်ကြတယ်။အဲ့တော့ Allen Haaland ဆိုလေဒါ Alfi Haaland ရဲ့သားဖြစ်တယ်။ပြီးတော့တိုက်စစ်ကဒါ Solot ပေါ့ Solot ဆိုလေဒါသူ့အဖေကအရင်တော့တိုက်စစ်မှုဟောင်းပဲ။အဲဘာ Solot လည်းမသိဘူး။သူလည်းတိုက်စစ်မှုဟောင်းရဲ့သားတယောက်ဖြစ်တယ်။ပြီးတော့အခုနကျွန်တော်ပြော Torsvet ဆိုရင်လေဒါ 1994မှာကိုဖန်ခဲ့တဲ့တော်စဗတ်ကြီးရဲ့သားဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးဒါဂျိတ်ဆက်လေးတွေရှိတာကိုမြင်တွေ့ရတာအတော့ထူးခြားချက်ပေါ့နော်ပြီးတော့အဲဒီတော်စဗတ်ကကစားတာမစိုးတာကိုကျွန်တော်တို့မြင်ရတယ်ပြီးတော့ကွင်းထဲမှာဆန်နာဘာကအာဒီဆန်နာဘာကရဲ့ခြေစွမ်းကစစချင်းပေါ်လာတော့သူက KRC Jank အသင်းကထင်တယ်အဲ့အသင်းကပေါ်လာတာသူတို့ဒီဟာလန်တို့ပြီးတော့ဒီဘူကောင်ကလည်းနည်းနည်းလေးစောတာပေါ့နော်အဲဒီအိုဒီဂတ်ကလည်းနည်းနည်းလေးပူစောတာပေါ့အိုဒီဂတ်တို့ စပေါ်တဲ့အချိန်ပြီးတော့နောက်မှစန်တာဘာဂါနဲ့အာလင်ဟာလန်ပေါ်လာတစ်ချိန်ထဲမှာအနည်းအားလုံးအရ6ပင်5လောက်ရှိရလူဖွားကြီးတွေအသင်းကြီးတွေမရောက်သေးခင်အချိန်မှာတော့သူတို့ကဥရောပရဲ့တာတောက်ပတဲ့လူငယ်ကျယ်ပွင့်တွေအဖြစ်အတိမပြုခံရတယ်အဲ့ချိန်မှာဟာလန်ကြီးကတုံလို့တိုးတက်သွားတယ်စန်တာဘာဂါကတော့အဲ့အလောက်ကြီးမဖြစ်ထွန်းခဲ့ဘူးပေါ့နော်သူရှက်ဖီယူနိုက်တက်ကိုပြောင်းလိုက်တာလည်းပါတယ်ပေါ့လေအခုဖူဟန်အသင်းနဲ့သူကစားနေတယ်မစိုးလာတဲ့ခြေစွမ်းကိုပိုင်းဆိုင်ထားတယ်သူနဲ့တွဲကစားတာကပက်ထရစ်ဘိုက်ဆိုတာပိုရဂလင်အသင်းမှာဒါအသင်းကောင်းဆောင်ပြီးခဲ့တဲ့ရာသီဒါ ယူဘာလီပွဲတွေမှာမြင်မှုကြလည်နေပေါ့နော်အဲသူက free kick တွေပါတယ်လဲကန်တယ်ဟိုဒီ brom ဆိုရင်တော့သူ့ရဲ့ type က passer type ပုံစံဖြစ်တယ်ပေါ့လေအဲ center back ကနေဒီ back နဲ့တွဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ဘယ်တော့မှမလူစားရှိတယ်လူစားကဒါ live အသင်းနဲ့ဟို level တစ်ခုရှိနေတယ်ကစားသမားတယောက်လို့ပြောလို့ရတယ်အသက်ငယ်သေးတယ်တောက်ပါဆုံးလူငယ်ကျပွင့်နေတဲ့တယောက်ပေါ့လေအဲ့တော့လူစားရှိတဲ့ oscar pop ရှိနေပေါ့တောင်းမနေမှာအဲ့တော့ဒီ norway လူစင်းကိုကြည့်လိုက်မယ်ဆိုရင်တော်တော်လေးအားကောင်းလာပေါ့နော်တိုက်စစ်မှာက haaland ကလုံးဝ primary အနေနဲ့ရှိတယ်ပြီးတော့ဒီ Atletico Madrid အသင်းရဲ့တိုက်စင်မှု Solo ရှိတယ်ဂိုးတွေလည်းသွင်းနေအောင်တွေ့ရလိမ့်မယ် Solo ကတကယ်တောင်းတမီတိုက်စင်မှုတရားဖြစ်တယ်ပြီးတော့အရန်ကုန်မှထိုင်နေတာကဒါ Wolf အသင်းရဲ့အဲဒီကစားသမားဖြစ်တဲ့ Jorgen Grand Larsen ပေါ့နော်အဲ Jorgen Strand Larsen ပေါ့နော် Strand Larsen ကလည်းတော်တော်လေးအခြေစွမ်းတစ်ခုရှိတဲ့ player ပေါင်သန်း50 60လောက်တောင်းချင်းခံရတဲ့ player အဲ့တော့ Norway ရဲ့ Lucien ကိုကြည့်လိုက်ရင်အရင်အရာတောင်းတင်တာကိုတွေ့ရလိမ့်မယ်။ခန်စစ်မှာလည်းဒါတော့မွန်အသင်းရဲ့ Real San လို့ရှိတယ်။ဒီဘက်မှာဆိုရင်လည်း Wolf အသင်းကဒါ ဝါလာဝူဖယ်လို့ရှိတယ်ပေါ့နော်ပြီးတော့ခန်းစစ်အလဲထဲမှာကခရစ်စတော့ဖ်အာယာရှိတယ်ပြီးတော့ဘိုလိုညာအသင်းရဲ့ဟိုက်ကန်ရှိတယ်အရန်တောင်တင်းတယ်လို့ပြောလို့ရတယ်ခုနကစားသမားတွေတော်တော်များများကဥရောပရဲ့အလဲလက်တန်းကလပ်တွေပုံစံလဲလက်တန်းနိုင်ငံတွေပုံစံပေါ့နော်ဒါဆာဗီယာတို့ဩစတြီးယားတို့ကိုအဲ level ကြီးရှင်းနိုင်တဲ့ပုံစံမျိုးဒါဆာဗီယာကတော့အခုချိန်မှာတော့ဒါချွတ်ချုံကြာသွားပြီလို့ပြောလိုက်တာကစားသမားကောင်းတွေရှိရတယ်ဒါပေမဲ့ခြေစွမ်းကောင်းမှပြနိုင်ဘူးဩစတြီးယားတို့ကြတော့ ခြေစွမ်းကောက်တော့လေးပြနိုင်တာကိုတွေ့ရတယ်အဲ့ Austria အသင်းကိုဒါ Norway ကကောင်းကောင်းရှင်နိုင်တဲ့ level မှာရှိတယ်ပြီးခဲ့တဲ့ Nation League တော့ Austria ကိုဒါ League B ဟိုတက်ခွင့်မပေးခဲ့ဘူးပေါ့နော်ဒီအုပ်စုဘုံနေရာကိုဒါရယူသွားခဲ့တာပေါ့ Austria ကလက်ရှိချိန်မှာ Rangnick Club ထဲမှာအရင်ကောင်းနေတဲ့အချိန်အဲ့ဒီ Austria ကိုတော့ Norway ကကောင်းကောင်းနှိပ်ကွပ်နိုင်တာကိုတွေ့ရတယ် level တခုမှရှိတယ်အဲဒီသူတို့ရဲ့စူးစီးမှုဒီနှစ်ပေါင်း၄နှစ်၅နှစ်လောက်လက်တွဲလာတဲ့ဒီကစားသမားအုပ်စုပြီးတော့ဒီနီးပြ ီလိုမသွားနေတဲ့ပုံစံတော်တော်ကောင်းတယ်ပြီးတော့သူတို့ရဲ့ strategic decision တွေပေါ့နော်အဲ့တော့ Norway ဟာ Italy နဲ့တအုပ်စုတွေကြာနေတဲ့အတွက်သူတို့ဘာလုပ်တယ်လဲဆိုတော့ဂိုးတွေကိုအသေးသွင်းတာဒီ Italy နဲ့မတွေ့ခင်တည်းကအကုန်သွင်းထားတာပေါ့နော်အဲ့တော့ကျွန်တော်မှတ်မိသလားပထမအဦးဆုံးပွဲမှာတည်းက၅ဂိုးစာသွင်းတာ Moldova လား Israel လားမသိဘူးအဲ့လိုမျိုးတွင်းတာပွဲတိုင်းကို၅ဂိုးတွေ၄ဂိုးတွေ၅ဂိုးတွေ၄ဂိုးတွေအဲ့လိုမျိုးကြီးပဲတွင်းတာတွင်းပြီးတော့အချိန်လဲအရန်ရလာအီတလီနဲ့တွေ့တဲ့အချိန်မှာ၃ဂိုး၀နဲ့ပိတ်ပြီးတော့တွင်းမလိုက်တယ်အဲ့ကတည်းက နော်ဝေးရဲ့ဒီခြေစပတ်အောင်မြင်ဖို့ဇာကန်နှုန်းကအရင်အရင်ကြီးကိုကောင်းသွားတယ်။ဘာလို့လဲဆိုတော့အီတလီကိုဖယ်လိုက်ရင်အစ်စရေးရှိမယ်၊အက်စတိုးနီးယားရှိမယ်၊မော်လ်ဒိုဗာရှိမယ်။အဲ့တော့နောက်ထပ်ပွဲတွေမှာလည်းဒါမော်လ်ဒိုဗာကို၁၇တကူးနဲ့အနိုင်ရရှိတဲ့ပွဲအပောင်ပဲပေါ့နော်။စုစုပေါင်းဒီအုပ်စုအစ်စ်မှာ36ကိုသွင်းယူခဲ့တယ်။အလင်းဟာလန်က16ကိုသွင်းခဲ့တယ်အဲ့တော့10ပွဲပဲကစားရတဲ့တခုမှာလား16ကိုအထိသွင်းခဲ့တာကြီးရတာကျွတ်စင်ကြီးလို့ပြောလို့ရတယ်ပြီးတော့ဒီကမ္ဘာ့လားခြေစစ်ပွဲနဲ့ပတ်သက်တဲ့ကိုသွင်းစံချိန်တွေရှိရပါတော့အဲ့တော့ထိပ်ဆုံးမှာခရစ်စတီယာနိုရော်နယ်ဒိုရှိနေတယ် ရိုနယ်ဒိုအနေနဲ့လမ်းရမယ့်အနေအထားတစ်ခုလို့ပြောရမယ်။အဲလိုဟာလန်ကဒီနှုံးနဲ့သာတွင်းနေမယ်ဆိုရင်ရိုနယ်ဒိုကိုတိတ်မကြသေးခင်မှာကြောတက်တော့မှာ။လက်ရှိအချိန်မှာဟာလန်ကကစားလာတာပန်နပွဲမှမရှိသေးဘူး။ဒါပေမဲ့သူ့ရဲ့ World Cup Qualifying Goal ကတော်တော်လေးများတယ်။ရိုနယ်ဒိုရဲ့ထောက်ဝါလောက်ရှိနေပြီပေါ့နော်။အဲဒါကြီးရဲ့ကြောက်ဖို့ကောင်းတယ်။နော်ဝေဟာဥရောပရဲ့နောက်ထပ်ဖြတ်မြင်အသင်းတစ်သင်းဖြစ်လာဖို့တာဆူနေတယ်။ကျွန်တော်တို့ဘောလုံးပရိသတ်တွေအနေနဲ့လေ့လာသူတွေအနေနဲ့နော်ဝေအသင်းကိုမျှော်လင့်ခဲ့ရတော့နည်းနည်းလေးကြာနေပြီ။ဟာလန်စပေါ်ကလေးကဆိုပါစို့ ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတော့လိုအပ်တဲ့ teamwork မရရှိခဲ့သေးဘူးအခုအချိန်မှာတော့လိုအပ်တဲ့ teamwork ရရှိလာတော့မြင်ရတယ်ကျွန်တော်ပွဲကုံတော့မကြည့်ဘူးဒါပေမဲ့အီတလီနဲ့ပွဲကိုကြည့်လိုက်ရတဲ့အချိန်ပထမကြော်တော့လည်းကြည့်ခဲ့တယ်ပေါ့နော်အဲ့တော့ကြည့်ရတဲ့အချိန်မှာတော့ဒီသူတို့ရဲ့ခြေစွမ်းကကောင်းတယ်ပေါ့နော်ပုံမှန်အားဖြင့်တော့ကျွန်တော်ကအီတလီကျွန်တော်네덜란드အားပေးတယ်네덜란드ပြီးကျွန်တော်အီတလီကျွန်တော်အဆင့်လိုက်သွားတာပေါ့နော်네덜란드အားပေးတယ်အီတလီအားပေးတယ်ပြီးရင်ဂျာမနီတို့လာတယ်ပေါ့နော်ကျွန်တော်ကစပိန်တို့ပြင်သစ်တို့အင်္ဂလန်တို့မအားပေးဘူးကျွန်တော်အရန်ကြိုက်တဲ့တင်းတွေမှာမပါဘူးပေါ့နော် ဥရောပအသင်းတွေကကျွန်တော်ရပို့ပြီးတော့ဦးစားပေးတောင်အမေရိကအသင်းတွေထဲမှာဆိုတော့ကျွန်တော်ကဥရုဂွေးကိုကြိုက်တယ်ဥရုဂွေးကိုအားပေးတယ်ပေါ့နော်အဲ့တော့ဘရာဇီးလို့အာဂျင်တီးနားတို့ထပ်ဆိုင်ရင်ဥရုဂွေးကကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဥရောပမှာကြတော့ဒါထိပ်ဆုံးမှာဟော်လန်ရှိတယ်ဟော်လန်ပြီးရင်ကျွန်တော်ကအီတလီအားပေးတာအဲ့တော့အီတလီအားပေးတာဖြစ်တဲ့အတော့အီတလီကိုကျွန်တော်ကဒိုင်ရအောင်စေချင်တာပေါ့ဒိုင်ရအောင်စေချင်တယ်ဆိုတာကအီတလီကမ္ဘာဖလားမှာစုပ်ပြတ်တက်နေတာဘယ်နှစ်နှစ်ရှိပြီလဲပေါ့နော်2010 2014ဟိုခွေးဖြစ်ခဲ့တဲ့ကမ္ဘာဖလားတွေ 2018နဲ့2022မှာကျတော့ခွေးပြေခွင်တော့မရတော့ဘူးပေါ့နော်တော်တော်လေးအောင်မအောင်လို့တာပေါ့အဲ့တော့အဲ့ဒီကာလရဲမှာကမ္ဘာဖလားနိုင်ပွဲဆိုတာတပွဲပဲရှိရ2014တော့အဲ့လောက်ထိကိုစိုးနေရအီတလီကအဲ့တော့ကမ္ဘာဖလားမှာမြင်ကျင်တဲ့အီတလီနဲ့ကမ္ဘာဖလားဆိုတာလည်းအင်မတန် life ဖက်ညီတဲ့ပြီး underdog story ရင်မြင်တွေ့ရတဲ့အရာပေါ့လေဒါပေမဲ့လည်း Norway နဲ့ရှင်တော့အီတလီကကွာဟနေတာကိုမြင်ရတယ်ပြီးတော့ဒီ level ဖြစ်မှုပေါ့နော်အဲ့ဒါလည်းကွာဟနေတာကိုမြင်ရတယ်ပြီးတော့ Holland တယောက်တည်းကွာနေတာမဟုတ်ဘူးလို့ပြောလို့ရတယ် ဥပမာဒီအီတလီနဲ့ကစားတော့နောက်ဆုံးပွဲဆိုရင်ဒါ SPC2 နဲ့ဟာလည်းဘာမှရှင်လို့မရဘူးတခြားစီပဲပေါ့နော် SPC2 ရဲ့ level ကအရင်ကောင်မှထိုင်နေတဲ့ဒီ last and strong last and level တော့မရှိဘူးသူတိုးတက်လာရင်တော့ရှိကောင်းရှိမယ်လက်ရှိအချိန်တွေမှာမရှိဘူးပေါ့လေထားပါလို့အဲ့ဒါသူ့ကိုဖယ်လိုက်ကျန်တဲ့ကစားသမားရင်းနဲ့ရှင်ကြည့်ရင်ဟောအီတလီရဲ့ကွင်းလေယာကောင်းတယ်ဒါပေမဲ့အီတလီရဲ့တောင်ပံကစားသမားရဲ့အနေထားကနူစာတို့ Oscar Vaught တို့အနေထားလောက်ကိုမရှိဘူး ဒီဘက်မှာ Torsvet ကစားသွားတယ်ဘောနော်အတင်းကြီးနဲ့ပွဲဆိုတော့ Torsvet ကစားသွားတယ်အဲသူ defensive ပိုကောင်းတယ်ပေါ့ Oscar Bobler ဆိုင်အဲ့တော့အဲ့လိုအနေထားမျိုးတွေမှာတော့အီတလီကအရင်ကွာဟသွားတယ်အရင်ကွာဟသွားတဲ့အတွက်တော့ဒါဘယ်လိုပဲပြောပြောကျွန်တော်ကပိုကောင်းတဲ့အတင်းကိုဟိုဒီကြည့်ကျင်တယ်ပေါ့နော်ပိုကောင်းတဲ့အတင်းကြည့်ကျင်အီတလီကချင်းစစ်ပွဲကိုသွားကန်ရတော့မယ်အဲ့တော့ playoff ကန်ကန်သက်ကန်တိုက်တဲ့ခြေစွမ်းလို့ပြောရလိမ့်မယ်ကျွန်တော်တို့ဒီပွဲမတိုင်ခင်ကတည်းကလေတည်စားပြီးသားအီတလီနေနဲ့ဂိုးတွေကိုမဖြစ်နိုင်အောင်လောက်တဲ့ရလက်အထိသွင်းမှနောက်တစ်ဆင့်ကိုတိုက်ရအောင်ပါဒါပေမဲ့လေ ဒီဘွဲကိုတော့ကြည့်ချင်းခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်တော့အင်ကွင်းကြီးဆိုတော့နိုင်တော့နိုင်ကောင်းပါရဲ့ပေါ့နော်အဲ့တော့နိုင်နိုင်တဲ့အပြင်ကိုလာနှစ်ပေါင်း40လောက်အတွင်းမှာအစိုးရဆုံးအင်ကွင်းရှုံးဘွဲကိုဂျုံတွေ့သွားခဲ့တယ်အစိုးရဆုံးအင်ကွင်းရှုံးဘွဲကိုဂျုံတွေ့တဲ့အသင်းကဒါစပိန်တို့လိုအသင်းမဟုတ်ပဲနဲ့ဂျာမနီတို့ပြင်သစ်တို့လိုအသင်းမဟုတ်ပဲနဲ့နော်ဝေကိုရှုံးခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့စပိန်နဲ့သွားကန်အခုချိန်မှာ9 6လောက်ပေးရမှာလားမသိဘူးအဲ့လိုမျိုးတော့ဖြစ်နေတယ်ပေါ့တော့အီတလီရဲ့ဒီအုပ်စုတွင်အနေထားလေးကတော့သူနိုင်ရမယ့်ပွဲနိုင်မယ့်လေ တကယ်ကိုအရေးပါတယ်ဘလူဘွဲတစ်ဖက်ကန်ရမယ့်အခြေအနေဒီမှာတော့ရှုံနေခဲ့တယ်နှစ်ကြော့ပေါင်းခုနှစ်ဘိုးတစ်ခုနဲ့ရှုံနေခဲ့တာဖြစ်တဲ့အတွက်လက်တံလုတ်ဆက်ခဲ့ရပြီအဲ့ဒီအနေအထားကပဲနော်ဝေးရဲ့လက်ရှိအင်အားကိုပြသနေတယ်ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်စရာအခြေအနေတွေတော့အများကြီးကြံသေးတယ်ဒါပေမဲ့ကမ္ဘာဖလားပဲဖြစ်ဖြစ်နိုင်ငံတကာပွဲတွေပဲဖြစ်ဖြစ်အဲ့ပွဲတွေရဲ့ခြေစွမ်းဆိုတာကကျွန်တော်တို့က run ကိုကြည့်ရတာမဟုတ်ဘဲနဲ့သူတို့ရဲ့လူဝင်အားသူတို့ရဲ့စုစည်းမှုအဲ့အနေအထားကိုကြည့်ရတာပိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်6လကြော်ကာလမှာတော့ကမ္ဘာဖလားရောက်ရှိလာမယ်အဲ့ဒီအခါကျရင်တော့ ပို့ပြီးတော့ပြပြင်းထင်ရှားရဲ့နော်ဝေးအသင်းရဲ့ခြေစွမ်းကိုမြင်တွေ့ရမယ်။လက်ရှိအချိန်မှာတေချာပေါက်ပြောနိုင်တာကနော်ဝေးဟာစောင့်ကိုစောင့်ကြည့်ရမယ်အသင်းပြီးတော့စောင့်ကြည့်ရတာတန်မဲ့အသင်းဆိုတာတေချာရဲဆိုတဲ့အကြောင်းပြောချင်ပါတယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။